ဟယ်လိုကျမဒီနေ့ပဲပေါ့နော်ကျမစီကကျမတို့ဒီမမကန်ဟန်တဲ့ ရောင်းလာတဲ့ policy လေးတွေ issue ဖြစ်တယ်ဆိုရင်ကျွန်တော်တို့ဇီယို SMS လေးပို့တယ်။ email နဲ့လည်းအကြောင်းပေးရပေါ့နော်။အလူချင်းချင်းတင်ပြလာတဲ့ policy number ဘလောက်ဘလောက်ကိုအကောက်ဝယ်ပေးလိုက်ပါပြီဆိုတဲ့ message လေးဖတ်တဲ့အချိန်မှာကျွန်တော် email နဲ့ပြောရှင်းရပါတယ်။ကျွန်တော်တင်တဲ့ policy လေးက issue ဖြစ်တယ်ပေါ့နော်။အဲ့လိုပဲစိတ်မကောင်းစားနေပဲဒီရက်တွင်းမှာအကျမရဲ့အမခံလေးများစုဝယ်ကြတယ်ကျမစီပါလေအခုရက်ပိုင်းတွင်းမှာကျမရဲ့ဈေးတွေဘယ်လောက်ဈေးကြီးလဲဆိုတာတတိပြုမိတာပေါ့နော်။ဒါပေမဲ့ အာဒီကာကန်ရှင်ရဲ့ကျမကြီးအခြေအနေကြောင့်ကျမတို့ဘက်ကနေပြီးတော့လက်ခံမှုအဆင်ပြေဘူးဆိုပြီးတော့ကျမတို့ညကျမတို့ငင်းပယ်တဲ့စာလေးပို့လိုက်ရတယ်ပေါ့နော်စိတ်မကောင်းစာဖြစ်ပါတော့နော်ဒါကြောင့်လည်းကျမတို့တွေကအာမခင်ဝယ်တဲ့လူတွေအကုန်လုံးကိုကျမတို့တိုက်တွန်းပေးတယ်တိုက်တွန်းတဲ့အခါကျရင်တချို့ကအတင်းကျပ်လို့ထင်ကြတာတကယ်တမ်းကျတော့လူကြီးနဲ့အချိန်မှာအာမခင်ကောင်ပဲမရတော့ပါဘူးရှင့် တကယ်ကျွန်တော်လည်းရောင်းပေးချင်ပါတယ်ရောင်းရောင်းတဲ့အတွက်လည်း customer လည်းအမကန်ကာပေးရတယ်ကျွန်တော်တို့လည်းလည်း commission ရတဲ့အတွက်ကျွန်တော်တို့များများရောင်းချင်တယ်အကျွန်တော်တို့အမကန်တစ်ဆောင်ရောင်းဖို့ဆိုရင်မလွယ်ကူဘူးပေါ့နော်အဲဒါကြောင့်ကျွန်တော်တို့တွေကတိုက်တွန်းတယ်ကျွန်မကြီးအမကန်လေးဖြစ်ဖြစ်တစ်ဆောင်လောက်ဝယ်ထားပါပေါ့နော်တိုက်တွန်းပေးပြီးမယ်လေတချို့ကအချက်ညံကိုอยู่ได้เฉยนอกจากว่าได้เนาะเอ่อจม้าลีลายาตลอดปอนเนาะจม้าတို့ဒီจม้าကြီးอามาร์เก็ตเนี่ยยาวมาได้เฉยมา ကျမရေမေးခွန်းလေးတွေဖြေရတယ်ပေါ့ဖြေရတဲ့အခါကျကျွန်တော်တို့ကဒီလူတယောက်ကိုဒီလိုပဲမေးလိုက်တယ်အနီကောင်းလားအေးကောင်းတယ်တွေ့တူရရှိလားသိကြတယ်ကျွန်တော်မြန်မာနိုင်ငံမှာအသက်40ကျော်ပြီဆိုရင်တွေ့တူစီးကြိုတွေကဖြစ်တတ်ကြတယ်အများစုကတွေ့တူပေါ့နော်တွေ့တူပြီးသွားရင်စီးကြိုပေါ့အဲတွေ့ရတော့တစ်ခါလေးမှတူတယ်ဒါပေမဲ့ဆရာဝန်ကမညွန်ကြဘူးတွေ့ကြစီတောက်တင်တဲ့ချိန်တောက်လိုက်တယ်ဆိုပြီးတော့ဒီလိုလေးပြောကြတယ်ပေါ့နော်တကယ်တမ်းကျတော့ အဲ့လူဟာတကယ်ကျမရေမမေးလဲတဲ့အချိန်မှာလေးကြစီတောက်နေတာတမိရှိပါဘူးနော်အာဘလောက်ကလောက်တောက်နေရပါလဲဆိုတော့အဖြေထွက်လာတယ်အဲတေးကြတယ်ကျမရာမကန်ကိုလူလန်းလောက်ဝလာဝဲချတယ်ဆိုပြီးတော်တော်များများကကျမရေစီကိုတတိပြုမိပြီးတော့သူတို့မှာကျမရေပြဒနာတစ်ခုခု ရှိတဲ့အချိန်မှာဝဲလာကြပါတယ် ကျမတို့ကအားလုံးကိုရောင်းပေးချင်ပေမဲ့လည်းကျမတို့တွေမှာ underwriting guideline ဆိုရှိတယ်။ကုမ္ပဏီတိုင်းမှာရှိတယ်လို့လည်းနိုင်ငံတကာမှာလည်းရှိပြီးသားဖြစ်တယ်ပေါ့။အဲ့ guideline ကိုကြော်လို့ကျမတို့လက်ခံမရဘူးပေါ့နော်။ကျမတို့ကတေးကြတယ်ပေးလိုက်တဲ့ premium နည်းနည်းလေးပေါ့မှာအများကြီးကပါပေးရတဲ့အတွက်ဝယ်ယူတဲ့ customer တချို့ကိုကျမတို့မငင်းချင်မဲနဲ့ငင်းပယ်လိုက်ရတဲ့ခံစားမျိုးရှိပါတယ်။ကျမတို့ဆိုရင်ဒါ policy တစ်ခုကိုတရက်နေရစတင်လိုက်မယ်၊နှစ်ရက်နေရစတင်မယ်၊သုံးရက်နေရစတင်မယ်။အဲ့တော့ကျမတို့စီမှာကျမတို့ system မှာ issue လို့ပြော င်းလဲသွားရင်တော့ကျမတို့အင်မတန်ပျော်ရွှင်ရပြီမဲ့လေအဲကျမတို့ဒီအောက်ကစာတန်းလေးတွေကကျမတို့ decline လို့ postpone လို့အစရှိတဲ့ဖြစ်ပေါ့နော်ကျမတို့တခုခုဖြစ်တဲ့အခါကျရင်တော့ကျမတို့စိတ်မကောင်းစာနဲ့ပဲ customer အကြောင်းပြင်ရတယ်ဒါကြောင့်ကျမတို့ကအမြဲတမ်းစောစောဝယ်ပါစမ်းမနေတော့ဝယ်ပါလို့အကြံပေးခြင်းဖြစ်ပါတယ်